ကျမတို့မူကြပါသားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ဝက်လက်မြုပ်နဲ့အတွင်းမှာစစ်ကြောင်းထိုးမိရှုံနေတဲ့စစ်တပ်ကိုဂျာပြတ်တက်ကင်မှုစစ်သား16ကောင်တိုက်ဆုံခဲ့ပြီးစစ်တပ်ကစစ်သားမသားအလောင်းတွေကိုဖြစ်တယ်လို့စွန့်ပစ်ထားခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးမိရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သား18ကောင်တိတ်ဆုံးခဲ့ပြီးအလောင်းတွေကိုတိမ်ဆဲရမိခဲ့ကြောင်းပြည်သူအစည်းအကံတွန်လိုင်းတပ်ဖွဲ့မှတာဝန်ရှိသူတအိုးကပြောဆိုပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာဝက်လက်မြို့နယ်ရွာသားကြီးရွာမှထွက်လာတဲ့အင်အား180ခန့်ပါစစ်တပ်စစ်ကြောင်းဟာရွာစဉ်ပတ်မွေမိရှို့ပြီးဝက်လက်မြို့အတွင်းမှာရှိတဲ့အတိုင်းစခန်းကိုတွားရောက်စင်းမှတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ်ရင်တိုက်ခိုက်မှုအတွင်းမှာအချံဖတ်စစ်တပ်မှစစ်သား16ကောင်သေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးတက်ပြက်ကဝက်လက်မျိုးအတွင်းမှာရှိတဲ့စစ်တပ်အထင်စခန်းကိုစုပ်ပြေးသွားကြောင်းတိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးတွေကလက်နက်တွေအကုန်ရအောင်တဲပြီးအလောင်းတွေကိုစွန့်ပစ်ထားခဲ့တာပါတိုက်ပွဲအတွင်းမှာတော့စစ်ခွေး16ကောင်သေဆုံးခဲ့ပါတယ်လို့ပြည်သူအစီအကံတော်လိုင်းတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူအစည်းအကံတော်လှန်ရေးတပ်ဖွဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့နဲ့နတ်တောင်နဂါတပ်ဖွဲ့အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြံဖတ်စစ်အုပ်စုဟာဝက်လက်မျိုးနဲ့အတွင်းကိုစစ်ကြောင်းများဖြန့်ကျက်၍လှုပ်ရှားနေတဲ့အတွက်ကြောင့်အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းပြည်သူများအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့သတိပေးညွှန်ကြားချက်တွေကိုလိုက်နာကြရနဲ့တော်လှန်ရေးရဲဘော်များပြည်သူတွေရဲ့ရှေ့မှာရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြောင်း ပြည်သူအစည်းအကံတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ရင်းစစ်တဲ့စစ်ကြောင်းဟာဝလံမြို့နယ်အတွင်းမှာရှိတဲ့တမကုန်းရွာ၊ရွာတော်ကုန်းရွာ၊တဒါဥရွာ၊ထုံးဘူရွာ၊ထုံးဘူရွာနဲ့အရှိတ်ဘတ်တဒါညီနောင်အနီးမှာရှိတဲ့နေအိမ်များနဲ့မြင်းတော်ရွာတို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ဝလံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာသားကြီးထုံးဘူတဒါဥတမကုန်းရွာတော်ကုန်းဥတေကုန်းအုပ်ဖို့ကုန်းကြီးကံတောင်ရွာမြောက်ရွာလှတော်လေးဦးကြီးကုန်းနှံကြီးကုန်း ရွှေသားရင်းမတော်ကိုကိုစုငပြောတော်တကောင်းတောင်ကဒူးစတဲ့ကြည်ရွံမြမထောင်နဲ့ကြီးတဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တစ်ဆက်ပေးခြင်းတကတော့ရခိုင်ပြည်သူတွေရဲ့မျောလင့်ချက်စံနာများအမြန်ဆုံးပြေဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်မယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်သူတွေရဲ့မျောလင့်ချက်စံနာများအမြန်ဆုံးပြေဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်တော့မယ်လို့ ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌအရကတတအေတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ကိုစူတောင်းမြတ်တာပို့တာပေးချသူအားလုံးအတွက်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဂျမနီနိုဝင်ဘာလ10ရက်နေ့မှာပြန်လည်စူတောင်းမြတ်တာပို့ကျေးဇူးတင်တော်မှာယခုကဲ့သို့ထေသွင်းပြောဆိုထားခြင်းဖြစ်ပါတယ်ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအရကတတတမှုချုပ်အရကတတရဲဘော်ရဲဘက်များနဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်ပြည်သူဝန်ထမ်းများအားလုံးမှလည်း ပြည်သူများရဲ့မျှော်လင့်ချက်စံနာများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမှာဖြစ်ပါれလို့ပြောဆိုထားပါတယ်။အဆိုပါပြန်လည်ဆူတောင်းမြစ်တာဖို့ကျေးဇူးတင်တော်ကိုယမန်နေ့ည10:00နာရီခန့်မှာ A ကမြန်မာနဲ့အင်္ဂလိပ်နှစ်ဘာသာနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။မွေးနေ့ဆူတောင်းမြစ်တာဖို့ဂုံပြုစကားများပြောပေးကြပါသောဖွဲ့စည်းအသီးသီးရဲဘော်ရဲဘက်များနဲ့ရင်းနှီးချစ်ခင်မိတ်ဆွေများအားလုံးကိုအပွဲကျုံးနဲ့မိမိများအထူးကျေးဇူးတင်ရှိပါသည်လို့လည်းဘိုးချုပ်ထွန်းမြတ်နိုင်ကကျေးဇူးတင်စကားဆိုထားပါတယ်။ 48နှစ်မြောက်မွေးနေ့ဆုတောင်းစကားပြောကြားပေးကြပါသောပြည်သူများရဲဘော်ရဲဘက်များနဲ့မိတ်ဆွေများအားလုံးအတွက်မိမိမှလည်းကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမြတ်တာပို့သပေးလိုက်ပါသည်လို့လည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြန်လည်ဆုတောင်းပေးထားပါတယ်။နိုဝင်ဘာလ9ရက်နေ့ဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့ဖြစ်ပြီးအပွဲအစည်းများတော်လိုင်းရဲဘော်ရဲဘက်များနဲ့ရခိုင်ပြည်သူများကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အတွက်မွေးနေ့ဆုတောင်းစကားများပေးပို့ခဲ့ကြတယ်လို့သိရှိရပါတယ်။ ဘိုးချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အေအား19မြို့ရှိတဲ့ရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း14ခုနဲ့ပလောဝမြို့နယ်တို့ကိုလည်းအပြီးသက်တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိမ်းပိုက်ရန်ကြန့်ရှိနေတယ်။ကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့တို့ကိုလည်းအပြီးသက်သိမ်းပိုက်နိုင်ရေးတိုက်ပွဲဝင်လျက်ရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကောင်တော့မုံမိတ်မြို့ကိုစုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့တော်လိုင်းတပ်ဖွဲ့တွေပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL စုခွာသွားပေးမယ်။ မုံမိတ်မျိုးကိုစူပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အဲ့ဒီမျိုးမှာအခြေစိုက်ထားတဲ့တော်လိုင်းတပ်ဖွဲ့နှစ်ဖွဲ့ကပြောဆိုပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ကြီးဒုတိယပိုင်းမှာ TNL ဦးဆောင်ပြီးတော်လိုင်းတပ်တွေပူးပေါင်းသိမ်းပိုက်ထားတဲ့မုံမိတ်မျိုးမှာ TNL အပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်ရေးတပ် KPDF ကျောင်းသားတပ်မတော် ABSDF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ NUG လက်အောက်ခံမုံမိတ်ခရိုင်ဘက်ကဖတ်တပ်ဖွဲ့တွေကလည်းအခြေစိုက်ထားတာဖြစ်ပါတယ် ဒီဘက်ကတော်လိုင်းအင်အားစုတွေကလည်းပေါင်းပြီးကာမဲလို့ပြောတယ်အဲ့ဒီလိုပုံစံမျိုးဆိုရင်တော့အချိန်နေတော့စောင့်ကြည့်ရမှာပေါ့ဒါပေမဲ့ဒီဘက်ကတော်လိုင်းအင်အားစုတွေညီသွားရင်တော့တော်တော်နဲ့ထိုးဖို့မလွယ်ပါဘူးမိုးကုတ်မိုးမိတ်တုတ်ကိုပေးလိုက်ရတဲ့ကိစ္စကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအတွက်ထူးခြားတဲ့အရေးတစ်ခုဖြစ်လာမယ်လို့ပဲမျှော်လင့်တာပေါ့ဘာလို့တော့ဆိုတော့ အရင်က TNL အုပ်ချုပ်တဲ့အချိန်တွေမှာကြံတဲ့တော်လိုင်းအင်အားစုတွေကဘေးထွက်နေရတဲ့ပုံစံမျိုးတွေအခုချိန်မှာကြအကုန်လုံးပေါင်းပြီးတော့အလုလုလုရလာတယ်လို့မျှော်လင့်ရတာပေါ့လို့အမည်မဖော်လိုတဲ့မုံမိတ်မျိုးမှရှိတဲ့တော်လိုင်းတပ်ဖွဲ့တပ်ဖွဲ့ကပြောပါတယ်ဒါအပြင် TNL နဲ့အတူမုံမိတ်မျိုးသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လိုင်းတပ်ဖွဲ့တပ်ဖွဲ့ကလည်းမုံမိတ်မျိုးကိုကြံရှိနေတဲ့တော်လိုင်းတက်တွေနဲ့ဆက်လက်ကုကံကာကွယ်သွားမယ်လို့လူလူຫນွေဦးကိုပြောပါတယ် တအောင်ကစုတ်ခွာမယ်လို့ဆိုပေမဲ့ကျန်တဲ့အဖွဲ့တွေကဆက်တိုက်မယ်ဆိုတော့အားလုံးအတူတူဆက်ချရမှာပေါ့အားလုံးညီညွတ်ဖို့ပဲလိုပါတယ်လို့အဲ့ဒီတော်လိုင်းတက်ကတာဝန်ရှိသူကပြောပါတယ် KIA KPDF နဲ့ ABSDF ပူးပေါင်းတက်တွေဟာ2024ခုနှစ်ဇန်နဝါရီလကမိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါသေးတယ်မြို့တစ်မြို့လုံးသိမ်းလို့နှိပါအခြေအနေမှာ TNL နဲ့ညှိနှိုင်းပြီးပြန်ဆုတ်ခဲ့ပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်ဘက်ကအင်အားအများအပြားနဲ့မိုးမိတ်မြို့ကိုအင်အားဖြည့်တင်ခဲ့ပါတယ် အဲဒီနောက်ပိုင်းတစ်တုံညာနှစ်ခွန်ဒုတိယပိုင်းမှာသာ TNL ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက2024ခုနှစ်ဇူလိုင်လ31ရက်နေ့မှာမြို့ကိုအပြီးသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မုံမိတ်မြို့သားစစ်ကောင်စီပြန်လည်ရရှိသွားပါက35မိုင်သာကွာဝေးတဲ့ KNA သိမ်းပိုက်ထားတဲ့မဘိမြို့စီကိုစစ်ဦးလှစ်လာနိုင်တယ်လို့လဲမုံမိတ်မြို့မှာရှိနေတဲ့တော်လှန်ရေးတရင်ရှိမြစ်တွေကပြောပါတယ်။အဲဒီဘက်လမ်းကလည်းပွင့်သွားနိုင်တယ်။ပြီးတော့မုံမိတ်နဲ့ကဲ့ရံမှာရှိတာကမဘိန်ကိုမဘိန်က KNA သိမ်းထားတာလေ။ KNA တို့ အေးအေးတို့ပေါင်းသိမ့်ထားတာဆိုတော့အဲ့ဒီကောင်ကလည်းမုံမိတ်နဲ့တရက်ကြီးဖြစ်နေတာအဲ့ဒါဆိုရင်မပင်းကလည်းလက်လွတ်ရနိုင်တယ်ဒီဘက်ကနေနောက်ထပ်တလန်းကပါရှိနိုင်တယ်လေဆိုတော့တွင်းငယ်ပေါ့နော်တကောင်းဘက်ကိုသွားတယ်လန်အဲ့ဒီလန်လည်းရှိနေသေးတာဆိုတော့အဲ့ဒီလန်လည်းပွင့်သွားမှာပဲဘယ်လုံးနေနေလေကျွန်တော်တို့စစ်ကြောင်းကြီးထိုးခန့်ရဖို့ကအဲ့ဒီလန်ကျော်တစ်ခုရှိမယ်ပြီးတော့မိုးကုတ်ပါသွားတာကြတော့ဖော်တိုခုနမိုင်ကနေပြီးတော့ဒီမရီယာဘက်ထိဆင်းသွားလို့ရတဲ့လန်ရှိတယ်လို့၎င်းကသုံးသပ်ပါတယ်တရုတ်ရဲ့ဂျာဝင်မှုနဲ့ စစ်ကောင်စီနဲ့အပြစ်ခတ်ဆွေးနွေးရစဲခဲ့တဲ့ TNL ကမောကုံးနဲ့မိုးမိတ်မြို့ကနေစုခွာမယ်လို့ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာကြေညာခဲ့ပါတယ်။ TNL ကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းအကြံမှာပဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနစီယုံကျုပ်ရဲ့အမိန်ပေးကုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MTY PDF ကထိန်းချုပ်နေမြေတွေကိုကာကွယ်ဖို့အတွက်မိဖတ်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကာကွယ်မယ်လို့ကြေညာခဲ့ပါတယ်။ မုတ်ကုမြို့ကာကွယ်ရေးနဲ့တော်လှန်ရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူကာကွယ်ရေးတပ်မတော် PDF မုတ်ကုဗျူဟာကပြန်လည်ဖိတ်ခေါ်တဲ့ကြေညာချက်ကိုလည်းအော်တိုဘန်လ31ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင်လင်းမြေတားမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကန့်ညီဘူးလို့ပြင်သစ်အစိုးရကကြေညာခဲ့ပြီးနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စင်းစုကြည်နဲ့ တမရအိုးဝင်းမြစ်ကိုချက်ချင်းလှုပ်ပေးရန်တောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကပြည်နယ်မှာရွေးကောက်ပွဲမှာပွင်လင်းမြေတားမှုလွတ်လပ်မှုနဲ့အာလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကကြေညာချက် ထုတ်ပြန်ပါတယ်။ဂျမန်နီမှာကြာရောက်ခဲ့တဲ့2020ပြည့်နှစ်မြမအထူးထူးရွေးကောက်ပွဲပြစ်စမမြောက်နေ့နှစ်ပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြမှာအထက်ပါအတိုင်းပြင်သစ်အစိုးရကပြောဆိုလိုက်ခြင်းဖြစ်ပါတယ် 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဟာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ထွေထွေရွေးကောက်ပွဲရဲ့ပြစ်စမမြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့စစ်အာဏာသိမ်းမှုနဲ့အတူထိုရွေးကောက်ပွဲရဲ့ရလဒ်များခိုးယူခြင်းခံခဲ့ရကြောင်းစစ်အစိုးရက၎င်းတို့ထိန်းချုပ်ထားတဲ့နေမီဒေတာမြန်မာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲဟာပွင့်လင်းမြင့်တာမှုလွတ်လပ်မှုအလုံးပါဝင်မှုနဲ့အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနဲ့မကန့်ညီကြောင်း ပြင်းထန်အစိုးရကကြေညာပါတယ်စစ်အာဏာသိမ်းအဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ချိန်မှစတင်ပြီးနိုင်ငံရေးအကြောင်းပြချက်နဲ့ဖမ်းဆီးကပြစ်ဒဏ်ချမှတ်ခဲ့တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်စန်စုကြည်နဲ့တမရဥဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးကိုပြန်လည်လွှတ်ပေးပါရန်ပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုထားပါတယ်စစ်တကအယက်သားများအ धिक ထိခိုက်ညံ့နေရတဲ့လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို ပြင်သစ်နိုင်ငံကရှုတ်ချပြီးမြန်မာပြည်သူများရင်ဆိုင်နေကြရတဲ့ဆိုးရွားသောလူမှုဒုက္ခများနဲ့တိတာထင်ရှားတဲ့ဒေတာဆိုင်ရာအကျိုးဆက်များပေါ်အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်းပြင်သစ်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်ပကတ်ကိုငြိမ်းချမ်းစွာနဲ့ရည်ရှိတည်တံ့စွာဖြည့်ရှင်ပေးနိုင်ရေးကိုရည်ရွယ်တဲ့အာဆီယံပုံသဘောတူညီချက်၅ရပ်ကိုပြင်သစ်နိုင်ငံကထောက်ခံကြောင်းရင်းသဘောတူညီချက်ပါအချက်အလက်များအထူးသဖြင့်အကြံဖတ်မှုလျှော့ချရင်းနဲ့ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပေးရန်အတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရည်ရှိတည်တံ့မဲ့နိုင်ငံရေးပြည်လည်မှုနဲ့တည်ငြိမ်နိုင်တဲ့ငြိမ်းချမ်းရေးရရှိစေရန်ကြားဝင်ညှိနှိုင်းပေးနေကြတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့အထူးကိုယ်စားလှယ်အော့တ်မန်ဟာရှိမ်နဲ့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတက်တမန်ဂျူလီပီရှော့တို့ရဲ့ဂျူပန်အာထုတ်မှုတွေကိုပြင်သစ်နိုင်ငံကကြိုဆိုထားပါတယ်။အော်ဘလာတရရနေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်က ဒေါ်စင်စုကြည်ထံကိုစာရေးသားပေးဖို့၍ပြင်သစ်နိုင်ငံအနေနဲ့ဒေါ်စင်စုကြည်ကိုမမေ့ချောင်းထုတ်ဖော်ပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တော်လိုင်းအစုံဖြတ်ပေးမယ်မဟာပြူဟာပြစ်မှတ်တွေရှိတာတည်းလို့အတူတိုင်းစစ်ထနာကုကေယီမူပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်လာမယ့်စစ်စင်ရေးတွေဟာတိုင်းရင်းသားတပ်ဖွဲ့ ERO တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနတို့စုဖွဲ့ထားတဲ့ပူးတွဲကုကေမှုညွန်ကြားချက်နဲ့ဖော်ဆောင်ကောင် တော်လန်ရေးကိုအဆုံးဖြတ်ပေးမယ်။မဟာပြူဟာပြစ်မှတ်တွေရှိထားပြီးဖြစ်ကြောင်းအထူးတိုင်စစ်ဌာနကကိုယ်ကိမှုရဲဘော်အောင်ဆန်ရှားကပြောကြားလိုက်ပါတယ်။ယမန်နေ့နိုဝင်ဘာလ10ရက်နေ့မှာကျင်းပတဲ့ဒေါနာအင်အားစကားဝိုင်းမှာရဲဘော်အောင်ဆန်ရှားကရှေ့ဆက်လှုပ်ဆောင်သွားမယ်စီးအခြေအနေတွေကိုအခုလိုအတိပေးခဲ့တာဖြစ်ပါတယ်။တော်လန်ရေးကိုအဆုံးဖြတ်ပေးမယ်။မဟာပြူဟာပြစ်မှတ်တွေကျွန်တော်တို့မှရှိထားပြီးသားဒီအတွက်ကိုလည်းတတ်မှတ်ထားတဲ့စီးရဲ့အောင်မြင်မှုစီးရဲ့ဆောင်ရွက်မဲ့အချင်းကာလတစ်ခုဆိုတော့လေ ျွန်တော်တို့မှရှိထားပြီးသားဖြစ်တယ်။ရှေ့ဆက်လုံးမဲ့စစ်စင်ရေးတွေဒီအရင်တုန်းကလိုမျိုးတာမန်စကန်သိန်းတိုက်ပွဲတွေမဟုတ်ပဲနဲ့အတိကကြတဲ့မဟာပြူဟာကြတဲ့ပြစ်မှတ်တွေအတိကကြတဲ့နေရာတွေကိုပဲပို့ပြီးတော့အရှိန်မြင်ပြီးတေချာစုဖွဲ့ပြင်ဆင်ပြီးတော့ကျွန်တော်တို့ပူပေါင်းပြီးဖော်ဆောင်သွားမှာဖြစ်ပါတယ်လို့ရဲဘော်အောင်ဆန်ရှားကတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူပေါင်းဖော်ဆောင်မဲ့အစီအစဉ်ကိုအတည်ပြုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြောကြားထားပြီးဖြစ်တဲ့တနိုင်ငံလုံးအတိုင်းအတာထွေထွေစစ်ကိုအကောင့်ထဲပေါ်မှုတော်လှန်ရေးအစုံတက်အစုံအဖြတ်အောင်မြင်မှုအတိုင်းအတာတစ်ခုထိရမယ်ဆိုတော့ကိုအားလုံးသိထားပြီးဖြစ်လို့အဲ့ဒီအခြေအနေတွေကိုတော်လှန်ရေးတပ်ဖွဲ့ရရော PDF တွေရောဥတည်သွားနေကြောင်းအထူးတိုင်းစစ်ဌာနကုကေးရေးမှုကပြောဆိုပါတယ်စစ်ရေးအခြေအနေအစုံတက်ဖို့အထွေထွေစစ်အတွက်ဆိုပြီးတော့မှ ERO တပ်ဖွဲ့ရရော PDF တပ်ဖွဲ့ရရောအင်အားတည်ဆောက်မှုအပိုင်းလဲ ီအချိန်မှာစနစ်တကျနဲ့လုံနေကြတယ်လို့ရဲဘော်အောင်စင်ရှားကပြောပါတယ်။ကာကွယ်ဝန်ကြီးဌာနထုတ်ပြောထားတဲ့နိုင်ငံတော်ဝန်တရင်ပေါင်း300ကျော်ဆိုတာလီနဲ့ပြောနေတာမဟုတ်ပဲအချက်လက်နဲ့ထုတ်ပြနိုင်တဲ့လောက်ထုတ်ပြန်ထားတာဖြစ်တယ်လို့တိုင်းစစ်ဌာန10ခုဖွဲ့စည်းထားပြီးဖြစ်တယ်လို့ရဲဘော်အောင်စင်ရှားကပြောပါတယ်။ဒါစီရေးပိုင်းမှာအင်အားတိုးတက်မှုတည်ဆောက်မှုပမာဏတေချာကြစ်လက်ခိုင်မာနေတာကိုပြတာတာဖြစ်ပြီးတပတ်မှလည်းတိုင်းသာတော်လိုင်းတပ်ဖွဲ့တွေနဲ့ PDF တွေပူးပေါင်းဆောင်ရွက်ဖို့စုဖွဲ့မှုတွေကို တောင်ပိုင်းရောမြောက်ပိုင်းရောစနစ်တကျဖွဲ့စည်းထားတယ်လို့ပြောပါတယ်။ယမနေ့စကားဝိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်လည်းပါဝင်ဆွေးနွေးခဲ့ပြီး PDF တွေကတနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲဝင်မှရမယ်ဆိုတဲ့အသည့်စိတ်ဓာတ်နဲ့စုဖွဲ့ကြတာဖြစ်ကြောင်းလည်းပြောပါတယ်။ဒါကြောင့်ဒေတာဇွဲရီနဲ့ပတ်သက်ပြီးစင်ကျင်သုံးသပ်ဖို့လိုအပ်ကြောင်းလည်းပြောပါတယ်။ တဖက်မှာစစ်တပ်ကနှစ်နိုင်ငံလုံးအတိုင်းအတာစဉ်းစားမှုနဲ့တော်လည်ရေးဘက်ကနေဆွေးထုတ်ပြီးနီလန်ဘောင်းဆောင်နဲ့စီယုံဒါတွေလှုပ်ဆောင်နေကြောင်းဦးနေဘုံလက်ကပြောပါတယ်။ကျွန်တော်တို့ခိုင်ခိုင်မာမာမစူစည်းထားနိုင်ရင်ကျွန်တော်တို့ကိုတချောင်းချင်းစီလှန်ပြီးချိုးသွွားလိမ့်မယ်လို့ဦးနေဘုံလက်ကပြောကြပြီးတနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီလိုလွတ်မြောက်ရေးလိုအပ်မှုကိုအားလုံးကနားလည်ထားပြီးဖြစ်တယ်လို့နားလည်မှုကိုအကောင့်ထဲပေါ်ကြဖို့လည်းတိုက်တွန်းပါတယ်။ လက်ရှိစစ်ကောင်စီအားနေမည်ပြန်လည်စုမှုထိန်းချုပ်နိုင်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေးတံပြန်ထိုးစစ်တွေလှုပ်ဆောင်နေကြောင်းရဲဘော်အောင်စင်ရှားကပြောပါတယ်။ရှမ်းမြောက်ဒေသမှာမြို့ချုပ်ပြန်သိမ်းတဲ့ဟာဆိုရင်တရုတ်ရဲ့ PR ပေးမှုကိုပဲယူပြီးတော့တော်လန်ဟီတပ်ဖွဲ့တွေတချို့စုခွာလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်။တောင်ပိုင်းမှာဆိုရင်လည်းတင်ကဲညီနောင်မြို့နယ်ဆက်ဆက်နေတဲ့တရင်တုံးရင်ကနေတော်လန်ဟီတပ်ဖွဲ့တွေပြန်လည်စုခွာနေရတယ်လို့လိဂိတ်ကဒေသကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာတာရှိကြောင်းပြောပါတယ်။ စစ်ကောင်စီကလက်တလုံးမှာကတော့ဘယ်လိုပဲဖြစ်နေဖြစ်နေသူတို့ရဲ့အပေါင်းပါလေဖြစ်တဲ့အာဏာရှင်နိုင်ငံတချို့ရဲ့ထောက်ခံမှုကိုယှနေသေးတာပေါ့အနည်းဆက်ဆုံးကတရုတ်ရဲ့ထောက်ခံမှုကိုယှနေတယ်တရုတ်ကနေလက်နက်ခဲယံနှိပညာ drone ဒီအကူအညီကိုလည်းပေးနေတာဖြစ်တယ်လို့တခါတရုတ်ရဲ့နိုင်ငံကြီးလွှမ်းမိုးမှုအရာတချို့ ERO တပ်ဖွဲ့တွေကိုဖိအားပေးပြီးတော့မှ အခုနောက်ပိုင်းအပြည့်ရက်တဲ့တပ်ဖွဲ့ TNL တို့ဆိုရင်လည်းအပြည့်ရက်တဲ့အခြေအနေထိဖြစ်လာတယ်ပေါ့နော်ဒါကတော့စစ်ကောင်စီနောက်မှာတရုတ်တီအမာခံရှိနေတယ်ဆိုတဲ့ဟာကသူ့ရဲ့တကူတဲ့တော့အာတာချက်ပေါ့နော်တခြားအာတာချက်တော့မရှိပါဘူးအဲ့ဒါသူ့ရဲ့အာတာချက်ဖြစ်တယ်အာနေချက်ကတော့စစ်ကောင်စီတက်မှာအာနေချက်တွေအများကြီးရှိတယ်လို့ရဲဘော်အောင်ဆန်ရှာကပြောပါတယ်လက်ရှိမှာစစ်ကောင်စီတက်တွင်းမှာအမာခံတတိတက်သားတွေမရှိတော့ဘဲပြည်သူစစ်မှုတပ်တက်သားတွေတော့အ धिक အုံပြုနေရတာဖြစ်လို့ တိုက်ရိုက်ခိုက်ရိုက်အတွေ့အကြုံရှိတဲ့တပ်သားတွေမရှိတာစစ်ကောင်စီရဲ့အာဏာကျဲလို့ပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကနိုင်ငံကိုဖင်ခုထိုင်ထားပြီးနိုင်ငံရသမျှဗန်ဒါငွေတွေအသုံးပြုနိုင်နေပေမဲ့အချိန်ကာလတစ်ခုမှာစစ်ကောင်စီအနေနဲ့ဗန်ဒါငွေအကြက်တဲများစွာကြုံရနိုင်တယ်လို့ရဲဘော်အောင်ဆန်ရှားကတုံ့ပြန်ပါတယ်။တစ်ဖက်မှာတော်လိုင်းကြီးတပ်ဖွဲ့တွေဟာပြည်သူလူထုကထောက်ခံမှုနဲ့ယက်တည်နေတာဖြစ်ပေမဲ့စစ်ကောင်စီမှာပြည်သူလူထုထောက်ခံမှုလုံးဝမရှိတာစစ်ကောင်စီရဲ့အာဏာကျဲဖြစ်နေကြောင်း ရဲဘော်အောင်ဆန်းရှားကပြောခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ